ဒီလိုဆိုရင်ညာနေတော့ဓမ္မမေဆွေများအားအလုံးမောဒနာတရားလို့ချက်ယေဘုဒ္ဓကိုတိုင်ရှင်းရှင်းခရတော်ပဒနာများအပိုင်း24တရားဒေသနာတော်ဥစ္စာဘုရားရှင်ဒေဇံမဘာကာလံတလံသာသနာပြုရှင်တို့ကမေမြန်ဆွေနေရှင်းကြရတဲ့ပဒနာတွေရှိတယ် ရင်ဆိုင်ခဲ့တဲ့လောကရံလေးရှိတယ်။အနာလေးတွေဟာယနေ့ခေတ်မှာပူဇော်ဗုဒ္ဓဘာသာဝင်တွေအတွက်မှတ်သားစရာတွေဖြစ်တယ်၊အတူယူစရာတွေဖြစ်တယ်။အားကြောင့်ဥစဉ်တို့ဗုဒ္ဓကိုယ်တိုင်ဖြစ်ခြင်းဖြစ်တော့ပြဒနာများဆိုတဲ့ခေါင်းစဉ်နဲ့ဟောကြားလာခဲ့တာယနေ့ဆိုရင်24ရက်မြောက်ဖြစ်ပါတယ်။ဒီနေ့မြတ်စွာဘုရားရှင်မိန့်ကြားတော်မူတဲ့ ဘုရားဒေသနာတော်ကတော့ဘုရားနဲ့တိုက်ရိုက်တော့မဆိုင်ဘူးအက္ခတာဝကနှစ်ပါးဖြစ်တဲ့အရှင်သာရိပုတ္တရာနဲ့အရှင်သောကလင်နဲ့ပတ်ဆိုင်တယ်ဥဒါနပါဠိတော်ထဲမှာယက္ခဗဟာရသုတ်တံဆိုတာရှိတယ်အရှင်သာရိပုတ္တရာမထေရမြတ်နဲ့အရှင်သောကလင်တို့ကလူဘဝကလေးကတငယ်ချင်းတွေ ချမ်းသာကြွယ်ဝတဲ့ပုံနာမျိုးအနေဆက်သက်လာတာအရှင်တာရိပုတ္တရာရဲ့အသားအယောင်ကနည်းနည်းရှိဝါယောင်ဖက်ကိုတန်းတယ်အရှင်မောကလန်ရဲ့အသားယောင်ကနည်းနည်းအညိုယောင်ဖက်ကိုတန်းတယ်ချမ်းသာကြွယ်ဝတဲ့မျိုးရိုးဖြစ်ပေမဲ့အသားအယောင်မတူကြအောင်ရှင်တာရိပုတ္တရာကအဝါဖက်ကိုတန်းပြီးတော့အရှင်မောကလန်ကတော့အညိုယောင်ဖက်ကိုတန်းတယ်အဲ့တော့မထေမြတ်နှစ်ပါးကယဟန်ဝုတ်ပြီးတော့ သွားလာတဲ့အခါမှာလည်းရဟန်းဘုရားမှာအတူတူနေထိုင်လေးရှိတာများတယ်အတူတူတဘူးတူတူနေထိုင်လေးရှိတယ်ပေါ့နော်လူဘွားကလေးကဖြင်းမင်လာတဲ့တငယ်ကြီးတွေငယ်တငယ်ကြီးတွေဆိုတော့ရဟန်းဘုရားမှာလည်းကသာသနာပြုတဲ့အခါမှာအတူတူပြတ်ပြတ်ပြီးသာသနာပြုကြတယ်တနေ့သောအခါမှာအရှင်သာရိပုတ္တရာနဲ့အရှင်မောကလန်တောထဲမှာ အတူတူသတင်းသုံးကြတယ်ဒီနေ့ခေတ်စကားနဲ့ပြောမယ်ဆိုတော့ရောရဆောက်တည်ကြတယ်ပေါ့တော်တယ်မှာအတူတူသတင်းသုံးပြီးတော့တနေသောအခါမှာဟိုခေါင်းရိပ်ပြီးခါစားပေါ့နော်ခေါင်းရိပ်ပြီးခါစားဆိုတော့ခေါင်းကနည်းနည်းကြောင်ကြောင်ဝင်းဝင်းလေးဖြစ်နေတာပေါ့နှစ်ပါကိုင်းမြေတန်းမှာထိုင်းနေကြရှိတော်သူတော်ကောင်းတွေက ရားဓမ္မတွေအားထုတ်တဲ့အခါမှာသစ်ပင်အောက်မှာကျင့်ကြံအားထုတ်ကြတယ်၊လွေတီးတော်ဝိမေထဲမှာကျင့်ကြံအားထုတ်ကြတယ်၊စိတ်တွေ relax ဖြစ်အောင်ပေါ့နော်၊စိတ်တွေပေါ့ပေါ့အောင်တသက်တသာရှိအောင်အခန်းထဲမှာတိုက်ခန်းထဲမှာဆိုရင်လောင်ပိတ်ပြီးတော့အောက်ဆင်းချင်းအားနည်းပြီးတော့ဌိနမိတ်တာတွေဖြစ်တဲ့လေ၊ငိုင်းကြီးကြတွေပါလေဖြစ်တဲ့တော့အဲကြောင့်မြတ်စွာဘုရားရှင်ကဒုတိယအကျင့်ထဲမှာဝိမေထဲမှာကျင့်တဲ့အကျင့် ုပင်အောက်မှာကျင့်တဲ့အကျင့်ဥစ္စာတရားရှင်ခုပြတော်မူခဲ့တယ်။ဒုက္ခမှုဒုတင်အဘောဂာတိကဒုတင်ဒီလိုခေါ်တယ်။အခုလည်းပဲအရှင်သာရိပုတ္တရာသေခင်ကကွင်းမြေမှာပေါ့နော်။ရှင်မောကလနဲ့အတူကွင်းမြေမှာတရေသုံးပြီးတော့တရားအထောက်တော်မူတယ်။အရှင်သာရိပုတ္တရာမထေရကသမာဘကိုဝေစားတော်မူတယ်။ အရှင်မောက်ကလန်မထေရကတော့ဒီလိုပဲစိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီးတရင်သုံးတော်မူတယ်အဲ့ဒီအချိန်မှာဘလူးလကောင်ခရီးသွားရင်းနဲ့အဲ့ဒီဒေသကိုရောက်လာဖြတ်သွားဖြတ်လာရင်းနဲ့အရှင်သာရိပုတ္တရာအရှင်မောက်ကလန်တရင်သုံးတဲ့နေရာကိုဘလူးလကောင်ကရောက်လာအဲ့တော့ဘလူးတကောင်က ။အရှင်သာရိပုတ္တရာကိုမြင်လိုက်တာနဲ့ဒေါသစိတ်တွေဖြစ်လာတယ်။လောကမှာဆန့်ကျင်တယ်။အရှင်သာရိပုတ္တရာကိုမြင်လိုက်တာနဲ့ဒေါသစိတ်တွေဖြစ်နေရ။ဘာဖြစ်လို့လဲဆိုတော့အတိတ်ဘဝတုန်းကအရှင်သာရိပုတ္တရာအပေါ်မှာရံညှိုးခွဲခဲ့တာလေ။အညှို့အတိအာဃာတတရားတွေပါလာတော့ အရှင်ဘုရားတော်ကအညုအတိအာဂတာတရားတွေပါလာတော့ဒီဘဝမှာအမှန်ကိုကြားကြချင်းငြင်းငြင်းချင်းမှဒါဒေါသဖြစ်တဲ့ကြည်မရဘူးအမြင်ကက်တယ်ဆိုတာမျိုးတွေဖြစ်တယ်လေနော်ဒီနေ့ခေတ်မှာအလုံးဒါမျိုးတွေမြင်မှုကြကြုံမှုကြလို့သူနဲ့ကိုယ်နဲ့လည်းတစ်ခါမှလည်းမဆုံးဘူးမကြုံဘူးပဲနဲ့တရင်စကားကြားရုံနဲ့အလိုလိုစိတ်ပိုးနေတာမျိုး လူလည်းမမြင်ဘူးစကားလည်းတစ်ခါမှမပြောဘူးပဲနဲ့ကြားကြားချင်းကိုစိတ်တွေစိုးဘောသားတွေဖြစ်တယ်ဆိုတာရန်ညိုးရန်စားတွေရှိခဲ့ဘူးလို့ပေါ့အရေးပုံရသဘောအဖြစ်ပြောတာနော်အစုကလည်းအိတ်တာမိစိတ်တွေမစ္စရိယစိတ်တွေကြောင့်ဖြစ်တာလည်းရှိတယ်ပေါ့နော်ဒီဘုံရအားဖြင့်တော့အတိတ်ဘဝတုန်းကအဲ့လိုရံညွံ့ရံစားတွေရှိခဲ့ရင်ဒီဘဝမှာမြင်မြင်စေဒေါသတွေဖြစ်တတ်တယ် အခုလည်းဒီဘလူးကအရှင်သာရိပုတ္တရာကိုမြင်တဲ့အခါမှာအရှင်သာရိပုတ္တရာရဲ့ခေါင်းကို ရိုက်ခွဲခြင်းနဲ့စိတ်ဖြစ်လာတယ်ဘလူးကလေသူ့ရဲ့ပေကိုဇယိုက်ကလည်းကျမ်းတယ်ဘလူးဆိုတော့ဒီဘောဓအာကြီးတယ်အတိတ်ဘဝတုန်းကရံညှိုးရံစားကလည်းပါလာခဲ့တယ်အဲ့လိုရံညှိုးရံစားကလည်းပါလာလက်ရှိဘလူးဘဝရဲ့ဇာတိကလည်းဒေါသကြီးတဲ့ဇာတိဆိုတော့ အဲ့ဒါနဲ့စင်တရီပုဒ္ဒရာရဲ့ခေါင်းကိုရိုက်ခွဲခြင်းလေးဆိုပြီးတဘွားဘွားဖြစ်နေတာအဲ့တော့အတူတူပါလာတဲ့တငယ်ချင်းဘလူကိုပြောတယ်ဟဲ့ကောင်ငါအဲ့ဒီဘုန်းကြီးခေါင်းကိုရိုက်ခွဲခြင်းလေးကွာတငယ်ချင်းဘလူကတားတယ်ဟာမလုံနဲ့အဲ့ဒီယဟန်ကသူတော်ကောင်းအလုံးတကိုးကြည့်တယ်မြေတော့မလုံနဲ့တော့ဘေးကတငယ်ချင်းဘလူကအသိဉာဏ်ရှိတယ်တားတယ်ဘုပ္ပကူကဘလူကကြတော့ဒေါသတွေဖြစ်နေတာဆိုတော့ သိဉာဏ်လေးကင်းမဲ့သွားပြီဒေါသအဋ္ဌနာသာနာတိလို့စာပေထဲမှာပြောဒေါသတွေဖြစ်လာပြီဆိုရင် အကြောင်းအကျိုးမသိရှင်နိုင်တော့ဒီတရားတွေကင်းမဲ့သွားပြီစင်စလုံးတရားတွေကိုရှင်းတော့ဒေါသဖြစ်သွားပြီဆိုရင်အဲ့တော့ဒေါသအဋ္ဌနာသာနာတိအဲ့ဒီတော့ ဒုတိယအကြိမ်လည်းပြောပြန်တယ်ဟဲ့ကောင်ငါမရတော့ဘူးကွာငါတော့သူ့ကိုအဲ့ဒီဘုံကြီးခေါင်းကိုရိုက်ခွဲနေတာပဲတကယ်ကြီးကတာတာမလုံးနဲ့တော့တာမင်းကဘုံကြီးမဟုတ်ဘူးအဲ့ဒီဘုံကြီးကတကိုးကြီးတယ်အလွန်မုံမြတ်တယ်သူတော်ကောင်းကြီးဘာမဖြစ်မနဲ့တကယ်ချင်းကတာတယ်မရဘူးဘလူကဒေါသစိတ်တွေတပွဲပွားဖြစ်လာတာရိုက်ခြင်းတဲ့စိတ်တွေအားကြီးလာတော့သုံးချိန်မြောက်တကယ်ချင်းကလည်းတားတယ်၄ချိန်မြောက်ကျတော့မရတော့ဘူး ငါမတန်းနဲ့ငါရိုက်တော့မယ်ကွာဆိုအရှင်သာရိပုတ္တရာမတင်မြတ်ရဲ့ခေါင်းကိုဘလူးကအာရပါရကိုရိုက်ပုတ်ခွဲလိုက်လိုက်တာပေါ့သူ့ရဲ့လက်ကျန်းကြီးနဲ့အရှင်သာရိပုတ္တရာမတင်မြတ်ရဲ့ခေါင်းကိုရိုက်ခွဲလိုက်အရှင်သာရိပုတ္တရာမတင်မြတ်ဘာမှမဖြစ်သွားဘူးတကယ်ဆိုရင်အဲ့ဒီဘလူးကြီးကအလွန်ခွန်အားကြီးတဲ့တကိုးကြီးတဲ့ တောင်ကိုတောင်မှသူ့ရဲ့လက်သီးနဲ့ရိုက်ခွဲလိုက်မယ်ဆိုရင်မုံမုံညံ့ညံ့ဖြစ်သွားနိုင်တယ်။အဲ့လောက်ကြီးကိုခွန်အားကြီးတဲ့ဘလူးနော်တောင်ကိုတောင်မှမုံမုံညံ့ညံ့ဖြစ်အောင်လုပ်နိုင်တယ်။ဒါပေမဲ့အရှင်သာရိပုတ္တရာမထေရရဲ့ဘာမှဖြစ်မသွားအောင်အဲ့တော့ဘသူဖြစ်တယ်လဲဆိုတော့အဲ့ဒီဘလူးပဲခံရတာပဲ။အလုံးတိရသမားကြီးပညာကြီးမားတဲ့သူတော်ကောင်းကြီးကိုသွားပြီးတော့ပြန်မလာဘူးသောတာစိတ်နဲ့ကိုကြီးလက်ရောက်စော်ကားမိလိုက်တယ် ။ဟိုနေ့လည်းရောက်သွားပြီးတော့မနေတာဘူးလေစချင်းအကျိုးပြီးတော့တာပဲ။စချင်းတော့ဘာဖြစ်လို့လဲခန္ဓာကိုယ်တစ်ကိုယ်လုံးပူလောင်လာတာ။သူအော်တာပဲဟာပူတယ်ပူတယ်ပူတယ်နဲ့ဘလူကြီးကအော်တော့တာပဲ။အဲ့ဒါကိုစာပေထဲမှာဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တယ်။စချင်းအကျိုးပေးတာ။ဘုရားတို့လောကမှာအဘိဓမ္မာသဘောတရားအရာကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ဇောစိတ်ကခန္ဓာချင်းဖြစ်တယ်လေ။ အကုသိုလ်ဖြစ်ရင်လည်းဇောစိတ်ကခုနှစ်ခါဖြစ်တယ်ကုသိုလ်ဖြစ်ရင်လည်းဇောစိတ်ကခုနှစ်ခါဖြစ်တယ်အဲ့တော့ပထမဆုံးဖြစ်တဲ့ကုသိုလ်ဇောအကုသိုလ်ဇောဒီဒီပိစုပန်ဘဝမှာအကျိုးပေးလို့သူ့ကိုဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တယ်ဒိဋ္ဌဓမ္မဝေဒနိယကံခေါ်တယ်နောက်ခုနှစ်ခုမြောက်ဇောကြတော့လာမယ့်ဘဝမှာအကျိုးပေးတယ် အကုသိုလ်ဆိုရင်အပယ်ကြမယ်ကုသိုလ်ဆိုရင်ကောင်းရာဒီဂရီရောက်မယ်အဲ့ဒါကိုကြတော့ဥပပိစ္ဆဝေဒနိယခေါ်တယ်။လာမယ့်ဘဝမှာအကျိုးပေးတဲ့တန်ဖိုးလို့ဥပပိစ္ဆဝေဒနိယတဲ့အလဲငါးချက်ကြတော့နိဗ္ဗာန်မရောက်မချင်းတန်တရာကျင်နေတဲ့အခါမှာအကျိုးပေးတဲ့ကံဖို့လို့သူ့ကိုအပရံပရိယဝေဒနိယကံလို့ခေါ်တယ်။ဇောခဏချင်းကိုကံသုံးမျိုးနဲ့ခွဲတာလေ။ပထမဆုံးဖြစ်တဲ့ဇောစိတ်ကိုဒိဋ္ဌဓမ္မဝေဒနိယကံမြတ်ဘုရားမှာအကျိုးပေးတယ် ဖနခုမြောက်ဇောစိတ်ကိုတော့လာမဲ့ဘဝမှာအကျိုးပေးမှာပေါ့လို့ဥပပိစ္ဆဝေဒနိယကျမ်းလို့ခေါ်တယ်။အလေဇော၅ချက်ကိုတော့တန်တရာမှာကျင်လဲတဲ့အခါမှာအကျိုးပေးမှာပေါ့လို့အပရာပရိယဝေဒနိယကျမ်းလို့ခေါ်တယ်။အခုဘလူးသည်ချက်ချင်းခန္ဓာကိုယ်ကမီးလောင်တလို့ပူလာတာ။ပူတယ်ပူတယ်ပူတယ်နဲ့ဘလူးကြီးကအော်ဟစ်နေတော့တာပဲ။အဲ့ဒါဘာလဲလို့မေးဒိဋ္ဌဓမ္မဝေဒနိယကျမ်းချက်ချင်းအကျိုးပေးတာသူ့ရဲ့ဒေါသစေတနာကချက်ချင်းအကျိုးပေးတာပဲ။ နော်ဘယ်တော့အကျိုးပေးသလဲဆိုရင်အဲ့ဒီမှာချက်ချင်းခန္ဓာကိုယ်လေးကုလောင်ပြီးတော့မြေကြီးကနှစ်ချမ်းခွက်အပ်ပြီးတော့မြေကြီးထဲကိုဝင်လာတယ်။ဒါကိုမြေညိုတယ်လို့ခေါ်တယ်ပေါ့။နော်မြေညိုတယ်လို့ခေါ်တယ်။အဲ့တော့မြေညိုတဲ့ခါမှာလည်းအလှအလိုက်ခံစားရတာပေါ့နော်။ခန္ဓာကိုယ်တစ်ခုလုံးကုလောင်ပြီးတော့အရှင်လက်လက်မြေညိုခံရတယ်။အဲ့ဒါဘာလဲလို့ပြီးဒိဋ္ဌဓမ္မဝိတ္တိယကံချက်ချင်းအကျိုးပေးတယ်ခေါ်တယ်။အဲ့တော့တချို့ကမေးတယ်အရှင်မယား။အဲ့လိုအရှင်လက်လက်မြေညိုလို့ရှိရင်ငရဲမှာ ိုအရှင်လက်လက်ရောက်သွားတာလားလို့ပြေးကြတယ်ဒီခန္ဓာကိုယ်ကအရှင်လက်လက်ကြီးမရဲတဲ့ကိုရောက်ပြီးခံရတာလားဆိုတော့မဟုတ်ဘူးမြေယူလို့ရှိရင်ပြေးသွားပြီမြေကြီးထဲမှာအတ္တမရှင်နိုင်တာမြေကြီးထဲကိုရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီဘလူကပြေးသွားပြီပြေးသွားပြီးတော့ငရဲမှာအဝိစိငရဲမှာဘဝအတ္တခန္ဓာအတ္တနဲ့ပြိတ္တန်နေပြီးတော့သွားခံရတယ် ဲ့ဒါကျတော့စောစောကပြောခဲ့တယ်တတ္တမဇောစေတနာဥပပိစ္ဆဝေဒမီယခံလာတော့အကျိုးပေးတာနော်ဒါကြောင့်အရှင်နဲ့နဲ့မြေမျိုးခံရတယ်ဆိုတာနော်ဒိဋ္ဌာဓမ္မဝေဒနီယခံလို့နားလည်ရမှာဖြစ်တယ်ငရဲကိုအရှင်နဲ့နဲ့ရောက်သွားတာမဟုတ်ဘူးနော်အကျိုးကထင်းနေတာဥဒ္ဓနုလည်းခလေးဘွားလည်းကထင်းတယ်အာအရှင်ဒေဝတက်မြေမျိုးခံရတယ်ဇေဇမာနဲ့မြေမျိုးခံရတယ်ဆိုတာငရဲမှာအရှင်နဲ့နဲ့ကြီးရောက်သွားတယ်လို့ထင်တာဘာလဲမရောက်ပါဘူးမြေကြီးမှာမြေကြီးထဲမှာကလေးကဧသွားပါဘူး အဲ့တော့မြေကြီးထဲမှာမသိခင်ခံရတဲ့ဝေဒနာတွေကိုတော့ဒိဋ္ဌဓမ္မဝေဒနိယကံလို့ခေါ်တယ်။မြေကြီးထဲမှာတည်သွားပြီ။ငရဲမှာကျတော့နောက်ထပ်ဘဝအသစ်ခန္ဓာအသစ်ဖြစ်သွားပြီ။အဲ့ဒါကကျတော့ဥပပိစ္ဆဝေဒနိယကံလို့ခေါ်တယ်။ကံမျိုးခွဲခြားရမှာပေါ့။အခုလည်းအရှင်သာရိပုတ္တရာကိုစော်ကားတဲ့ဘုရားကမသိခင်မှာအရှင်လက်လက်ခန္ဓာကိုယ်တကုံလုံးမီးလောင်တဲ့ဓာတ်တွေခံရတယ်၊ညီညူတဲ့ဓာတ်တွေခံရတယ်။အဲ့ဒါကအရှင်လက်လက်ခံစားရလို့ဒိဋ္ဌဓမ္မဝေဒနိယကံ။ ။နောက်ဝေစီတဲ့မှာနေပြီးတော့ဝေစီငရဲမှာဘဝအတိတ်ခန္ဓာအတိတ်နဲ့သွားဖြစ်တယ်။ဝေစီငရဲမှာတက်ခံရတယ်။အဲ့ဒါကိုဥပပိစ္ဆဝေစီတိယခံခေါ်တယ်။အဲ့တော့သောငါခံရတဲ့အရှင်သာရိပုတ္တရာကဘာမှမဖြစ်ဘူး။သောငါနဲ့ဘလူးပဲချက်ချင်းလည်းငင်းခံရတယ်ပေါ့။ကျိုးတချို့အကုသိုလ်ကံတွေကချက်ချင်းအကျိုးပေးပြီးတော့ချက်ချင်းတချို့ကံတွေကချက်ချင်းအကျိုးမပေးဘူးဆိုတာကဘာနဲ့ဆိုင်လဲဆိုတော့ လွန်ကျူးတဲ့ပုဂ္ဂိုလ်ရဲ့အကုသိုလ်စေတနာအားကြီးမှုရဲ့သောကလိုက်တဲ့ကိုသောကလိုက်တဲ့ပုဂ္ဂိုလ်ရဲ့သီလသမားကြီးပညာနဲ့လည်းဆိုင်တယ်။ကိုသောကလိုက်တဲ့ပုဂ္ဂိုလ်ကသီလသမားကြီးပညာကြီးကြီးမားနေတယ်ဆိုရင်ကိုရဲ့အကုသိုလ်ကကြီးတယ်။ကိုသောကလိုက်တဲ့ပုဂ္ဂိုလ်ကသီလသမားကြီးပညာအားနေတယ်ဆိုရင်အကုသိုလ်ကလည်းအားနေတယ်။အခုဒီမှာသူသောကလိုက်တဲ့ပုဂ္ဂိုလ်ကတာမယ်ပုဂ္ဂိုလ်မဟုတ်ဘူးလေ။အလုံးသီလသမားကြီးပညာကြီးမားတယ်။အရှင်သာရိပုတ္တရာပထေမြတ်ဖြစ်သေးတယ်။ ဒီသူစောကားလိုက်တဲ့အချိန်မှလည်းတမ်းမဲ့အချိန်မဟုတ်ဘူးတရားအထုတ်နေတဲ့အချိန်ဖြစ်နေတယ်အဲကြောင့်အဖြစ်ကအလွန်ကြီးသွားတယ်အပြည့်အလွန်ကြီးတဲ့အတွက်ကြောင့်နောက်ဘဝတည်းမဆောင်တော့ဘူးချက်ချင်းဒီဘဝမှာပဲတော့ခန္ဓာကိုယ်တကူလုံးမီးလောင်ပြီးတော့မြေကျိုးခံရတဲ့ပုံဘာကြောင့်အကုသိုလ်တွေကချက်ချင်းလှုပ်ပြီးတော့အကျိုးပေးတာရှိတယ်ချက်ချင်းအကျိုးမပေးတာလည်းရှိတယ်နော်ချက်ချင်းအကျိုးပေးတယ်ဆိုတာအလွန်အပြည့်ကြီးလို့အကျိုးပေးတာအလွန်အပြည့်မကြီးသေးဘူးဆိုရင်ချက်ချင်းအကျိုးမပေးနိုင်ဘူး တော့အရှင်သာရိပုတ္တရာကဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲလို့မေးလို့တရားထိုင်နေတဲ့အချိန်အဲ့တော့တရားထိုင်နေတိုင်းနော်တရားထိုင်နေတိုင်းဘာမှမခံနိုင်ရဘူးလားလို့မေးအဲ့လိုတော့မဟုတ်ဒီခန္ဓာကိုယ်ဆင်းရဲမှုကိုကာကွယ်နိုင်တဲ့ကမ္မထံကတော့ခုရှိတယ်။နော်။အဲ့ဒီအချိန်မှာမိုးကြိုးပြည့်လဲဘာမှမဖြစ်ဘူး။မီးလောင်လဲဘာမှမဖြစ်ဘူး။ကမ္မထံပုံခုရှိတယ်။တစ်ခုက ဥပိ္ပခာကမ္မထံလို့ခေါ်တယ်။ဥပိ္ပခာကမ္မထံကိုပွားများအထုတ်နေတဲ့အချိန်ဥပိ္ပခာတမာပဲပေါ့နော်။ဓမ္မစိုးတရား၄ပါးရှိတယ်လေမေတ္တာကရုဏာကုရိတာဥပိ္ပခာ။အဲ့ဒီဥပိ္ပခာကမ္မထံကိုပွားများအထုတ်နေတဲ့အချိန်နောက်တစ်ခုကဏိရောဓတမာပဲဝေစားနေတဲ့အချိန်နော်။ဏိရောဓတမာပဲဝေစားနေဆိုတာအဲ့ဒီအချိန်မှာအဲ့ဒီတမာပဲကိုဝေစားနေတဲ့အချိန်မှာစိတ်တွေစိတ်ကြစားရုပ်တွေတော့ စိတ်ကြောင့်ဖြစ်တဲ့စိတ်တစားရုပ်ပေါ့နော်စိတ်စေတသိက်စိတ်တစားရုပ်တွေချုပ်ငိမ့်နေတာအဲ့တော့စိတ်စေတသိက်စိတ်တစားရုပ်တွေချုပ်ငိမ့်နေတဲ့အချိန်အဲ့ဒါကိုဒီရောဒသမာဘက်ခေါ်တယ်နောက်တစ်ခါဖလသမာဘက်ဆိုတာရှိတယ်ကိုရရှိထားတဲ့ပို့ပေါ့နော်သောတာပန်ဆိုသောတာပတိပို့ဝင်စားတယ်အဂရကံဆိုတဂရကံပို့ကိုဝင်စားတယ်အနာကံဆိုအနာကံပို့ကိုဝင်စားတယ်ရဟန္တာဆိုရတ္တပို့ကိုဝင်စားတယ်အဲ့တော့ကိုရရှိထားတဲ့ပို့ကိုဝင်စားတာကိုဖလသမာဘက်လို့ခေါ်တယ် အဲ့ဒီ၃ခုပေါ့နော်ဥပိ္ခာတမာပဲရေဏိရောဓတမာပဲရေမလတမာပဲရေအဲ့ဒီတမာပဲ၃ခုအခုခုဝင်စားနေတယ်ဆိုရင်အဲ့ဒီအချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကိုထိခိုက်အောင်နာကျင်အောင်လုပ်လို့မရအောင်တော့မိုးကြုံပြင်းရင်လည်းဘာမှမဖြစ်ဘူးမီးလောင်ရင်လည်းအဲ့ဒီခန္ဓာကိုယ်ကမီးမလောင်ဘူးဒါကြောင့်အရှင်သာရိပုတ္တရာဒီအဲ့ဒီကမ္မထံ၃ခုတည်းကတစ်ခုခုကိုဝင်စားနေလာပဲဥပိ္ခာကမ္မထံတော့လည်းဖြစ်ဖြစ်ပဲ နိရောဓတမာပဲဖြစ်နေဖြစ်မယ်ဖလတမာပဲလည်းဖြစ်ဖြစ်မယ်အများစုကတော့ဖလတမာပဲကိုပို့ပြီးတော့သဘောကျကြတယ်ပေါ့နော်အဲ့တော့သုံးခုတစ်ခုခုပဲနားလည်လိုက်ပေါ့နော်အဲ့ဒီကမ္မထံသုံးခုတစ်ခုခုကိုအရှင်သာရိပုတ္တရာဗုဒ္ဓမြတ်ကစီးပြန်ပွားများနေတာမို့လို့အလွန်ခွန်အားကြီးတဲ့ဘလူရဲ့လိုက်နဲ့တံကိုခံနိုင်ရင်ရှိတယ်ပေါ့။တမန်လူဆိုရင်ပုံမှန်ညံ့ညံ့ဖြစ်သွားမှာအဲ့ဒီအချိန်မှာအခုအရှင်သာရိပုတ္တရာကကမ္မထံကိုစီးပြန်ပွားများနေတဲ့အချိန်မို့လို့ အဲ့ဒီဓာတ်ကိုခံနိုင်ရရှိတယ်။အဲ့ဒါအရှင်သာရိပုတ္တရာပရိနိဗ္ဗာန်ဘာမှမဖြစ်သွားဘူး။အဲ့တော့အဲ့ဒါကိုအရှင်မောကလန်ကမြင်တယ်။အရှင်မောကလန်ကမြင်တော့အရှင်သာရိပုတ္တရာကိုမြင်တယ်။အရှင်ဘုရားအရှင်ဘုရားကျမ်းမာရဲ့လားဒီကောင်းရဲ့လားအရှင်ပြရဲ့လားဆိုတော့မြင်တယ်ပေါ့နော်။အဲ့ဒီဘလူးရှင်လေးဘုရားရဲ့ခေါင်းကိုရိုက်ခွဲပြီးတဲ့အချိန်မှာပဲရှင်လေးဘုရားကတရားထိုင်တာကိုဖြုတ်လိုက်တာ တရားထိုင်တာကိုဖြုတ်လိုက်တဲ့အချိန်မှာအရှင်ဘုရားကလည်းငါမေးတာအရှင်ဘုရားကဘလို့လဲအစဉ်ပြေရလားကျမကြီးကောင်းရလားနေကောင်းရလားဆိုတော့အစဉ်ပြေပါတယ်ငါရှင်ဒါပေမဲ့ငါခေါင်းလေးနည်းနည်းလေးခေါင်းမူးတို့တော့ဖြစ်နေတယ်နည်းနည်းလေးတော့ခေါင်းမူးတို့တော့ဖြစ်နေတယ်ဆိုတော့အရှင်သာရိပုတ္တရာမထေရ်မြတ်ကနည်းနည်းလေးတော့ငါကျင်တဲ့ဝေဒနာနည်းနည်းလေးတော့ခံစားရတယ် ဘာဖြစ်လို့လဲလို့ဆိုတော့တရားထိုင်တာကိုချက်ချင်းဖြုတ်လိုက်လို့ပေါ့နော်ဘလူးကခေါင်းကိုရိုက်ခွဲပြီးတာနဲ့အရှင်မေဘုဒ္ဓရာကမကြခင်မှာပဲတရားထိုင်ကိုဖြုတ်လိုက်တာအဲ့တော့အဲ့ဒီဒဏ်ကလည်းလည်းလေးကြံခဲ့တဲ့သဘောအကယ်၍သာရှင်မေဘုဒ္ဓရာကဒီတော်လေးကြာမှတရားကိုဖြုတ်မယ်ဆိုရင်ဘာမှတော့သိလိုက်မှာမဟုတ်ဘူးအဲဒီမှာဘာလည်းဥပမာပြောလဲဆိုတော့လူတယောက်အိပ်ကျော်နေတယ်အိပ်ကျော်နေတဲ့အချိန်မှာသဘောလာကြိုက်တယ်ရှင်လာကြိုက်တယ် ဲ့ဒီမှာ노လာတယ်ပေါ့နော်노လာတဲ့အချိန်မှာကြဘိုးကိုက်တဲ့တံကိုတိတိတတ်တာမခံစားရတော့ဘူးချိန်ကိုက်တဲ့တံကိုတိတိတတ်တာမခံစားရတော့ဒါပေမဲ့နည်းနည်းလေးတော့ရားတယ်လို့လို့ဘာလို့တော့ခြံခဲ့တယ်လေအဲ့ဒီသဘောပဲပေါ့နော်အဲ့ဒီတဲ့အချိန်မှာဆိုရင်မသိဘူးလေကြဘိုးကိုက်လည်းမသိဘူးချိန်ကိုက်လည်းမသိဘူး노လာတဲ့အချိန်ကျတော့နည်းနည်းလေးရားတယ်လို့တော့ဖြစ်နေတယ်အဲ့ဒီတိုင်းပဲပေါ့အစိုးရမှုတရားမထင်မြတ်ကလည်းတရားထုတ်နေတဲ့အချိန်မှာတော့ဘလူးရဲ့လိုက်လက်တဲ့ဒဏ်ကို ဘာမှမသိဘူးမခံစားရအောင်ဒါပေမဲ့ချက်ချင်းတရားကိုဖြုတ်လိုက်တဲ့အခါကျတော့အဲ့ဒီဒဏ်ရဲ့အငွေ့အသက်ကနည်းနည်းကျန်ခဲ့တဲ့သဘောအဲ့ကြောင့်နည်းနည်းရီဝီဝီလိုနည်းနည်းလိုဖြစ်သွားတယ်စင်နာဘာမှတော့မဖြစ်ဘူးပေါ့ချက်ချင်းတရားဖြုတ်လိုက်လို့ဖြစ်တဲ့ဥစ္စာပါတကြာလေးနေမှာတရားဖြုတ်တယ်ဆိုရင်တော့ဘာမှခံစားရမှာမဟုတ်ဘူးအဲ့တော့အရှင်ဘုက္ကလံကအံ့ဩတယ်။ဟောဒီလောက်ခွန်အားကြီးတဲ့ဘလူးတကောင်က ရှင်ဘုရားရဲ့ခေါင်းကိုရိုက်ခွဲလိုက်တာလေရှင်ကဘလို့မှမနေဘူးဆိုတော့ဟာအံ့ဩစရာကောင်းတာပဲအလုံးတကိုးကြီးရဲ့ဘလူးရဲ့ရိုက်ပုတ်တဲ့ဒဏ်ကိုခံနိုင်တော့အောင်ရှင်ဘုရားတော်တော်တကိုးကြီးတာပဲတော့တဲ့အရှင်မောက်ကလန်ပတိမြတ်ကရှိသူစကားပြောတယ်သူတော်ကောင်းကြီးဆိုတာလေရှိသူစရာပြောရင်အာရပါရကိုရှိသူစကားပြောတာဘာမှအိတ်တာတွေဖြစ်မနေဘူးဘာမှမစ္စရိယတွေဖြစ်မနေဘူးမနာလုံဝန်တော်မှုတွေဖြစ်မနေဘူး အာအရှင်ဘုရားတကိုးကြည့်လိုက်တာအရှင်ဘုရားတကိုးကြည့်လိုက်တာတလောက်ခွန်အားကြီးတဲ့ဘလူးရဲ့ရိုက်လိုက်တံကိုခန္ဓာရည်ရှိလိုက်တယ်တကိုးကြည့်လိုက်တာရှင်မောစကားပြောတယ်အဲ့တော့အရှင်တရမုဒ္ဒရာကလည်းပြန်ပြီးရှင်မောစကားပြောတယ်ဟောငါရှင်နဲ့တကိုးကြည့်တယ်တပည့်တော်ရဲ့ခေါင်းကိုဘလူးရိုက်ခွဲတာကိုအရှင်မယားမြင်တယ်ဒီပါစကုနဲ့တော့ယူရီယောမျက်စိနဲ့မြင်တာမဟုတ်ဘူးနော်ဒီပါစကုတကိုးနဲ့မြင်တာအာမေလူတွေမမြင်ရအောင်အရှင်တရမုဒ္ဒရာတော့မမြင်ဘူး အရှင်သင်္ဘောဇရာမမြင်ဘူးမဖြစ်လို့လဲဆိုတော့အရှင်သင်္ဘောဇရာကအဲ့ဒီချိန်မှာဒိဗ္ဗံစကုနဲ့ကြည့်မနေဘူးလေသူ့ဘာသာတရားအထုတ်နေတာဆိုတော့ဘလူးကိုမမြင်ရအောင်အရှင်ကထင်ောက်ထင်မယ်နော်ယဟန္တာဖြစ်ရင်လက်တွေဘလူးတွေမြင်ရမယ်ဆိုတာတကိုးနဲ့ကြည့်မှမြင်တာပါတကိုးနဲ့မကြည့်မမြင်ပါဘူးဘုရားလည်းမမြင်ဘူးတကိုးနဲ့ကြည့်မှမြင်ရမှာတကိုးမပါဘဲနဲ့မမြင်နိုင်ဘူးလေနော်အဲ့ဒါကြောင့်အခုအရှင်သာရိပုတ္တရာကမမြင်ဘူးအရှင်မောက္ကလံမမြင်တယ်ဘလူးကိုအဲ့ကြောင့်အရှင်သာရိပုတ္တရာကချီးကျူးစကားပြောတယ် အရှင်မြားနဲ့တကိုးကြည့်တာပဲတပည့်တော်တော်မမြင်တဲ့ဘလူးကိုအရှင်မြားကမြင်တယ်လေသူတော်ကောင်းလေဆိုတာတော့အပြန်အလှန်ရှိသူစကားတွေပြောကြတာအရှင်သာရိပုတ္တရာကိုအရှင်မောကလန်ကရှိသူစကားပြောတယ်ဘလူးရဲ့ရိုက်ပုတ်ဒဏ်ကိုခံနိုင်လောက်အောင်တကိုးကြည့်တယ်အရှင်သာရိပုတ္တရာကလည်းအရှင်မောကလန်ကိုပြန်ရှိကြည့်တယ်အရှင်မြားကလည်းပဲတပည့်တော်မမြင်နိုင်တဲ့ဘလူးကိုအရှင်မြားမြင်တယ်အရှင်မြားတော်တော်တကိုးကြည့်တာပဲသူတော်ကောင်းနှစ်ပါးအပြန်အလှန်ရှိသူစကားတွေပြောကြတာ သူတော်ကောင်းတွေဆိုတာအဲ့လိုပဲချီးကျူးစရာတွေရှိရင်အားရပါရချီးကျူးတော်မူကြတယ်ပေါ့အပြန်အလှန်လေအဲ့တော့အဲ့ဒီလိုမျိုးရှင်သာရိပုတ္တရာနဲ့ရှင်မောကလန်ဗထေမြတ်တို့အပြန်အလှန်ချီးကျူးစကားတွေပြောနေတာကိုမြတ်စွာဘုရားကကျောင်းမှာသတင်းသုံးရင်းနဲ့ကြားနေတယ်။ဘာနဲ့ကြားလဲလို့မင်းဒိဗ္ဗသောတာတကိုးနဲ့ကြားတာနော်ပဂရိနားနဲ့ကြားတာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့နားကအလိုလိုကြားမနေဘူးတကိုးနဲ့အာယုံပြုတ်လိုက်တယ် မရဲ့တပည့်နှစ်ပါးဘာတွေလုပ်နေကြတယ်လဲဘာတွေပြောနေကြတယ်လဲလို့နားဆွလိုက်တဲ့အခါမှာတကိုးနဲ့နားဆွလိုက်တော့ရှင်သာရိပုတ္တရာနဲ့အရှင်မောကလည်းလိုအပြည့်အနဲ့ပြောတဲ့စကားကိုမြတ်စွာဘုရားကြားတယ်။ဒါတော့မြတ်စွာဘုရားကအဲ့ဒီမှာမမိတ်တယ်လေဆိုတော့ယဟန္တာအရှင်သူမြတ်တွေဆိုတာယတ္တနတေလူပမန်စိတ်တံတေလူပမန်ဆိုတာယဟန္တာတို့ရဲ့စိတ်ဆိုတာတောက်တောင်ကြီးတို့ပဲ။ တော့တောင်ကြီးတွေကိုမုံတိုင်းတွေဘလို့ပဲတိုက်တိုက်မတုံ့လို့ဘူးလေဘလို့ပဲပူတော်ကောင်းတွေရဲ့စိတ်ကတော့တောင်ကြီးတွေလိုပဲခိုင်ခန့်တယ်လောကရန်တရားတွေအကောင်းလောကရန်အဆိုးလောကရန်ဘလို့ပဲရိုက်ခက်ရိုက်ခက်ပူတော်ကောင်းတွေရဲ့စိတ်ကတန့်ကျန့်ခံနိုင်ရရှိတယ်ပေလူပမန်စိတ်တန်လို့ခေါ်တယ်တောက်တိုင်တောက်တောင်ကြီးနဲ့နှိုင်းထားတယ်ဒါဥပဇင်းတို့အတူတူစီရနော်ဘုရားရဲ့သားတော်သမီးတော်ဖြစ်တဲ့ဗုဒ္ဓဘာသာနဲ့တရားဓမ္မတွေပါအတူတူစီရသမီးကလောကရန်တရားတွေတုံးလာပြီဆိုရင်ခံနိုင်ရမရှိဘူး အကောင်းလောကရည်နဲ့ကြုံလာရင်လည်းလောကလောကနဲ့မာနတွေဖြစ်သွားတယ်။အဆိုးလောကရည်နဲ့ကြုံလာရင်လည်းခန္ဓာရည်မရှိဘူး။တောကတွေဒေါမနတတွေစိတ်ဆိုးမှုတွေဖြစ်ကုန်တယ်။ဝမ်းနည်းမှုတွေဖြစ်ကုန်တယ်မခံနိုင်ကြဘူး။အဲ့တော့မြတ်စွာဘုရားကဒီမှာပြောတယ်သူတို့ကောင်းတဲ့ရည်စိတ်ကသေလူပမန်စိတ်တန်တောက်တောင်ကြီးလိုပဲစက်စက်ခံနိုင်တယ်။တောက်တောင်ကြီးတွေကိုအကျယ်လေးမြေတာကလေမုန်တိုင်းတွေတက်တူတိုက်နည်းနည်းမှမတုံ့လို့ဘူး။ဒါသူတို့ကောင်းတဲ့ရည်စိတ်ကလည်းတောက်တောင်ကြီးလိုပဲနော်။နတ်ကပတိဆိုတာ မတုံ့တော့ဘူးเนาะတောက်တောင်ကြီးလိုခိုင်ခန့်တယ်ဒါကြောင့်ဘလို့ခိုင်ခန့်တယ်လဲဆိုတော့ resonate သူဝိရတံလောဘဖြစ်စရာအာယုံတွေနဲ့တုံလာပြီမယ်သူတော်ကောင်းတွေရဲ့စိတ်ကမတုံ့တော့ဘူးမတက်မှတ်ဘူးလောဘဖြစ်စရာတွေနဲ့တုံလာပြီမယ်လဲလောဘမဖြစ်ဘူးဘောပနေရင်သူနာကောပတိဆိုတာစိတ်ဆိုးစရာအာယုံတွေနဲ့ကြုံနိုင်လေသူတော်ကောင်းတွေကစိတ်မဆိုးဘူး စိတ်ဆိုးစရာတွေနဲ့ကြုံလာခဲ့လေသူတို့ဘောင်းတွေအစိမ်းမဆိုးအဲ့ဒီလိုမျိုး စိတ်ကိုနော်စိတ်ဆိုးစရာအာရုံနဲ့ကြုံလာရင်လည်းအစိမ်းမဆိုးအောင်စိတ်ကိုစောက်တည်ထားတယ်ဘောင်းတွေဒီလောဘစိတ်စရာအာရုံတွေနဲ့ကြုံလာခဲ့လေလောဘမဖြစ်အောင်စိတ်ကိုထိန်းထားနိုင်တယ်အဲ့လိုအကောင်းလောကနဲ့အဆိုးလောကနဲ့ကြုံလာပြီးမှစိတ်ကိုမတုံ့တော့အောင်စိတ်ဆံအပေါင်းများအထောက်ထားတဲ့ယဟန္တာအရှင်သူမြတ်တွေပါဘလို့လို့ဒုက္ခဆိုတာဖြစ်တော့မှလည်းနော် ကိုဆင်းရဲခြင်းဒုက္ခတော့ရှိကောင်းရှိမယ်လေခန္ဓာကိုယ်ရှိရင်တော့နာတာကျင်တာတော့ရှိမှာပဲပေါ့ဒါပေမဲ့စိတ်ဆင်းရဲခြင်းဒုက္ခဆိုတာလုံးဝမဖြစ်တော့ဘူးနော်အဲ့တော့အဲ့ဒီလိုစိတ်ကိုကြက်ကြက်ခံနိုင်တဲ့သူတော်ကောင်းတွေမှာဒုက္ခဆိုတာမဖြစ်တော့ဘူးပေါ့အဲ့ကြောင့်ကိုယ်သာနာကျင်တာပဲစိတ်မနာဘူးပေါ့အရှင်သာရိပုတ္တရာမထေရရဲ့ဒီဘလူးကိုလုံးဝစိတ်မဆိုးခဲ့ပါဘူးနော်မဖြစ်လို့လဲဆိုတော့ဆောစောကပြောခဲ့တယ် တက်မွေပွဲအာယုန်တွေမှာလည်းမတက်မနှံအောင်စိတ်ကိုပေါင်းများအထုတ်ပြီးသားဖြစ်တယ်။စိတ်ဆိုးစရာအာယုန်တွေပေါ်မှာလည်းစိတ်မဆိုးအောင်စိတ်ကိုကြည်ကြံအထုတ်ပြီးသားဖြစ်တယ်။အကောင်းဆုံးကလည်းအဆိုးဆုံးကလည်းဒီနေ့ကြုံကြိုက်တဲ့အခါမှာမတုံလို့အောင်စိတ်ကိုကြည်ကြံအထုတ်ပြီးသားဖြစ်တယ်။အဲ့လိုစိတ်ကိုကြည်ကြံအထုတ်တဲ့ပုဂ္ဂိုလ်အတွက်ကတော့စိတ်ဆင်းရဲခြင်းဆိုတာလုံးဝမဖြစ်တော့ဘူးပေါ့။ယဟန်နာလေးမှာကိုယ်သာနာခြင်းနာမဲ့စိတ်တော့မနာဘူးပေါ့။ဒါမြတ်စွာဘုရားရှင်ကအရှင်သာရိပုတ္တရာနဲ့အရှင်မောကလန်မတိမြတ်တို့ အပြန်အလှန်ပြောနေတဲ့စကားကိုကြည့်ပြီးတော့မိတော်မူတဲ့စကားတည်းရဖြစ်တဲ့ပုံ။ဒါဥစ္စံတို့အလွန်အတူယူစရာကောင်းတဲ့သုံးမဒေသနာတော်ဖြစ်ပါလေနော်။သူတော်ကောင်းတွေရဲ့သဘောထားကိုလည်းဥစ္စံတို့မြင်ရတယ်ပုံ။ရှင်မိတ်ဘုရားတို့အရှင်မောကလလူရဲ့စိတ်ထားကြည့်နော်။အပြန်အလှန်ချီးကျူးစကားတွေပြောတော်မူကြတယ်။ဘလူရဲ့ပုတ်ခက်ဆောင်ကားမှုကိုလည်းစက်ကြံခံနိုင်တယ်။ဒါသူတော်ကောင်းတွေရဲ့ဓလိပဲပုံ။နော်။အဲဒါကြောင့်ဒီနေ့ဘုရားမြတ်စွာဘုရားကိုယ်တော်တိုင်ဖြစ်ခြင်းရဲ့ပြဿနာများ အပိုင်း၂၄တရားဒေသနာတော်ကိုနိုင်ယူမသားကြပြီးတော့ဟောသူတော်ကောင်းတွေဆိုတာအလွန်မှအင်းချမ်းတယ်ငင်းချမ်းတယ်ကြီးညိုစရာကောင်းတယ်လို့နော်ဒေလာတိချင်ရပြီးတော့သူတော်ကောင်းတို့ရဲ့ဓာတ်ကိုမိမိတို့တန်တယ်မှာကုဆတ်အောင်သူတော်ကောင်းတို့ရဲ့ဓလေကိုအတူယူကျင်းသုံးပြီးတော့မြတ်စွာဘုရားအလိုတော်ကြောင့်ဘုဒ္ဓမြတ်စွာသာသနာတော်ကိုကိုယ်ွယ်စိတ်ကနိုင်သူများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြသောစေဖို့တည်း